ကောင်းအောင်လဲကိုပဲမကောင်းအောင်လဲကိုပဲဒီဒီပုဂ္ဂိုလ်တယောက်မှလာပြီးဖန်တီးပြလို့မရဘူးဟုတ်လားဘဝမှာအကောင်းဆုံးဖြစ်တယ်ဆိုတာလည်းမိမိပြလို့တဲ့ကာယကံဝစီကံမနောကံပဲဒါကြောင့်မလို့ကောင်းတဲ့ကံလေးကိုညံ့ညားဖြစ်အောင်ကြိုးစားနော် ကောင်းတဲ့ကံတို့ဘောတို့တယောက်နဲ့တယောက်ညီနဲ့ကိုဖြစ်ဖြစ်မောင်နဲ့နှမဖြစ်ဖြစ်သားအမိဖြစ်ဖြစ်ဇနီးမယားလင်သားအရာဖြစ်ဖြစ်တို့ပေါ်မှာတို့မြေရန်မေတ္တာထားပြီးတော့ဆောင်းချောက်ဟုတ်လားပေါင်းတာလေးဖြစ်အောင်ဆောင်းချောက်မကောင်းတာလေးမဖြစ်စေနဲ့မကောင်းဘူးဆိုဘဝမှာအကြောင်းမကောင်းလို့ရှိရင်တန်ត្រာမှာအကျိုးလည်းပဲတော့မှအကျိုးပြီးမကောင်းတော့ဘူးเนาะကောင်းအောင်ဘာလို့ရမလဲဆိုတော့စိတ်ရှိရတယ် တူနေတူလေဘာဖြစ်ရမလဲစိတ်ရှိရမယ်ပြီးတော့ဆောင်ရွက်တဲ့အခါမှာဇွဲလုံးလာဝိရိယရှိဖို့လိုတယ်နော်ဆောင်ရွက်တဲ့အခါမှာဇွဲတတ္တိရှိဖို့လိုတယ်ဇွဲလုံးလာဝိရိယရှိရတယ်ပြီးတော့အရာတွေမှာတိခံရတယ်နော်အရာတွေမှာဘာဖြစ်ရမလဲတိခံရမယ်ခွန့်လိုက်ရမယ်ခွန့်ဖို့လည်းနိုင်တဲ့စိတ်ကိုမမွေးနဲ့ညမှာဘယ်တော့မှစိတ်မခွန့်မလွတ်နိုင်ဘူးလို့စိတ်ကိုမမွေးနဲ့ ကုန်လက်တဲ့စိတ်ကိုမြဲတမ်းမွေးဟုတ်လားအဲ့ဒါသူတော်ကောင်းတဲ့တရားဟိုဘုံဘုံတို့ပြပါလားရှင်သာရိပုတ္တရာမထေရမြတ်ကြီးနောက်ဆုံးပရိနိဗ္ဗာန်စံတော်မြတ်ကသူ့တပည့်တွေကိုတောင်းပန်တယ်လေအင်းရှင်ဆုံးသားမထေရကလှုပ်ကြွေးပြုတော့နှာရှင်ဆုံးသားတဲ့ဘယ်ချင်းရောက်ပြီလဲအရှင်ဘုရားတဲ့အယုံတက်ပါပြီဘုရားတဲ့အင်းမနေ့ပဲအယုံတက်တော့မယ်တညာလုံး တွေ့ဒီအတွေ့အာနေယောဂါကြီးဖြစ်ပြီးတော့အဲဒီမှာလာပြီးတရားကြီးပြန်မာကြီးလာပြီးပူဇော်ကြတာကိုသံမင်းကြီးလာပူဇော်ကြတယ်အဲဒါမှာမဟာဗျာမထာဝရဘုရားလို့ခေါ်ဆွဲတဲ့မဟာဗျာမကြီးလဲလာပြီးပူဇော်တော့သူ့အမိကအော့အော့တင်သွားတာအော်ငါတို့ကိုယ်ပဲတဲ့ထာဝရဘုရားလို့ဆိုတဲ့မဟာဗျာမကြီးတောင်းမှငါသားကိုလာလို့ပူဇော်ရတာကိုငါသားကပုံကြည့်လိုက်တာငါသားသိပုံကြည့်တာပဲလို့ပြောတော့အင်း ရှင်သာရိပုတ္တရာပါဘောမေတော်ကြီးတဲ့သားထက်သားတို့ဖခမဲတော်ဘုရားရှင်မွေးဖွားလာခြင်းတို့ကဒီဓမ္မကြီးဟာထီးမှုပြီးတော့အလောင်းတော်ကိုထီးမှုပြီးတပ်ပြရအစဉ်တော်ရှိတာနော်ဘုရားရှင်ဗြဟ္မာကြီးဆိုတာထာဝရဘုရားဆိုတဲ့ဗြဟ္မာကြီးဟာဘာဗြဟ္မာကြီးဟာတပ်ပြရအစဉ်တော်ပဲရှိတာ အဲ့တော့ဒီဘုရားရှင်ကတကူကြီးတယ်ဆိုတော့ဩငါသားတောင်တကူကြီးငါဘုရားရှင်ကဘယ်တော့တကူကြီးမလဲစိတ်လေးပြောင်းလဲပြီးတော့ဘုရားအဆုံးမဘုရားစကားလေးကိုဘုရားဘုံတော်လေးတရားဘုံတော်တန်ခေါတော်ပြောရင်းနဲ့ဟိုမေတော်ကြီးခင်ဗျာတောတပံတည်သွားတာပေါ့လေအင်းသူရဲ့သင်္သာရိပုတ္တရာမေတော်ကြီးတောတပံနေပြီးတော့မှအင်းကဲကဲမေတော်ကြီးတွားတော်ဆိုတော့ဆုံးကုန်ဝေယဝိဇငါသားကိုဆွတ်ကတ်မဲ့သင်္ကန်းလေးလူမဲ့မိုးလင်းလာလို့ရှိဒါမဲ့နောက်ကျသွားချင်တယ် င်သာရိပုတ္တမထေရကအာယုံတက်တော့ပါခင်ငါရှင်တို့တန်ဃာတွေစီးဝေးလိုက်တန်ဃာတွေစီးဝေးလိုက်ဆိုတော့တန်ဃာတွေအကုန်ရောက်လာရောက်လာပြီးပါခွင့်တောင်းတယ်ပေါ့ခွင့်တောင်းတယ်နော်ဘယ်လိုခွင့်တောင်းလဲအရှင်တို့တဲ့အရှင်ဘုရားဥပမာတပည့်တော်သည်တန်ထရာတစ်ချောင်းလုံးမှာဒီချိန်ထိကာယကံဝစီကံမနောကံမြအပြစ်တရှိခွင့်တော်မူကြပါဗျာလက်အုပ်လေးရှိပြီးတော့တပည့်ဒီကိုလေတပည့်တာဝကတရားတော်တွေလက်အုပ်ရှိပြီးတော့တောင်းပန်တယ် ောင်းပန်တဲ့အခါမှာရဟန်းတော်တွေကရှင်ဘုရားတဲ့တပည့်တော်တို့ကအရှင်ဘုရားကတပည့်တော်ပေါ်မှာအပြစ်မရှိပါတပည့်တော်တို့ကဒါလည်းရှင်ဘုရားပေါ်မှာအပြစ်ရှိပါတယ်ဘုရားတပည့်တော်တို့အထုခွန်းလက်တော်မူပါခွန်းလက်ပါတယ်တပည့်တော်ကလည်းခွန်းလက်ကြပါပြောဆိုပြီးတော့မှဘုရားမှာလဲလဲမေးစအပိညာဝင်စားပြီးနောက်ဆုံးတော့ခန္ဓာပရိနိဗ္ဗာန်ဆံသွားတာလူရင်ပြောတာကအာလုံးတူနေတူဆိုတာ အကြောင်းဒီကုံဆုံးသွားနေရှိတာအကျိုးဒီကုံနေဟုတ်လားဘယ်ရှိမှအကြောင်းကုံတဲ့အာသဘောကုံကနေယဟန္တာဖြစ်တဲ့ရှိမှာနော်ယဟန္တာဖြစ်တဲ့ရှိမှာအကြောင်းကုံအကြောင်းကံသမုဒိယသစ္စာပေါ့ဟုတ်လားပြုလုပ်တဲ့ကံသမုဒိယသစ္စာကုံခန်းသွားလို့ရှိရင်တဲ့ဒုက္ခဆက်ရပ်သွားတာပဲအိုးအနာအတိရပ်သွားတာပဲ တဲ့အကောင်းအကြောင်းဒီရှိနေတဲ့မြတ်ကာလဘလို့ဘာဖြစ်နေမယ်အကျိုးတွေကဖြစ်နေကြအောင်ပါပဲဆုံးနေကြအောင်ပဲတွေ့ကြရအောင်ပါပဲတာနဲ့မိကြီးနဲ့ကိုမောင်နဲ့နှမစနေမြာသမီးသားစတဲ့သူဆုံးနေဆုံးစည်းတဲ့အခါသူ့ဘောသူအမြဲတမ်းခွန်လက်နေအောင်ကြိုးစားဟုတ်လားဒေါသအာဃာတနဲ့မစစ်ဆန်းနဲ့မေတ္တာနဲ့စစ်ဆန်းမေတ္တာတရားတွေအမြဲတမ်းထားပြီးညီနဲ့ကိုဖြစ်ဖြစ်မောင်နဲ့နှမဖြစ်ဖြစ်တာနဲ့အမိဖြစ်စီစနေမြာဖြစ်တဲ့တငယ်ချင်းအပေါင်းအသင်းဖြစ်တဲ့ဓမ္မမိတ်ဆွေရှင်ချင်းဖြစ်စီ သာသနာ့ကျုပ်လောကကျုပ်ဆောင်တဲ့အခါမှာအမြဲတမ်းမေတ္တာရှိတာဟုတ်လားမေတ္တာတရားကရှေးကထမ်းသောစိတ်သည်ညီအီတယ်ဘယ်သူမှလည်းညီအီတယ်သာသနာညီညီချင်းဖြစ်တယ်ဟုတ်လားအဲ့တော့မေတ္တာတရားကရှေးကမထမ်းသောစိတ်သည်ပိန်မှန်းတယ်ဒါကြောင့်မလို့မြတ်စွာဘုရားရှေးခိုးတဲ့အခါမှာဝိတ္တရာဂောဝိတ္တဒုတ်တော်ဝိတ္တမောဟတိဘုဒ္ဓဝန္တထာရှင်သာရိပုတ္တ ဝိဒါရာဂောရကဂိင်တော်မူလာပါသောမြတ်စွာဘုရားရှင်ဟောတပိတော်သည်ဝဏ္ဏတချီကိုပါ၏တော့ဝိဒါတော်သောဒေါသတရားသည်ခြုံငင်းယုတ်သိမ်းတော်မူသောမြတ်စွာဘုရားရှင်ဟောတပိတော်သည်ဝဏ္ဏတချီကိုပါ၏ဝိဒံမောမောတရားသည်ခြုံငင်းယုတ်သိမ်းတော်မူသောမြတ်စွာဘုရားရှင်ဟောအနန္တဘာတရားသည်လည်းဝဏ္ဏတချီကိုပါ၏ရှင်သာရိပုတ္တရာကဘုရားကိုရှိကိုတယ်အဲ့လိုရှိကိုတယ် ရာဂတိခြုံငင်းယုံသိနောမူသောမြတ်စွာဘုရားကိုတပိတောကရောပါဤဒေါသတိခြုံငင်းယုံသိနောမူသောမြတ်စွာဘုရားကိုတပိတောကရောပါဤမောဟတရားတိခြုံငင်းယုံသိနောမူသောမြတ်စွာဘုရားကိုတပိတောကရောပါဤမာနတရားတိခြုံငင်းယုံသိနောမူသောမြတ်စွာဘုရားကိုတပိတောကရောပါဤအာဟုသောတရားတို့အကုန်လုံးခြုံငင်းယုံသိနောမူသောမြတ်စွာဘုရားခြင်းကိုတပိတောကရောပါဤဟောတပိတောသဏ္ဍာန်မှာလည်းပဲရာဂဒေါသမောဟတရားတိခြုံငင်းယုံသိရပါလို့ဤ ဲ့တလို့တပည့်တော်နဲ့တကဝတပည့်တော်တို့တက္ကရမအပေါင်းသူတော်ကောင်းတို့ဒီလည်းရာဂတော်သာမောတယ်ချုပ်ကြီးယုံသိရပါလို့ဤအဲ့ဒါဒီဘုဒ္ဓနုဒ္ဒတိကိုရှေခံထားပြီးတော့ပွားမြဲတဲ့ကုသိုလ်စေတနာဟုတ်လားကုသိုလ်စေတနာအဲ့ဒီကုသိုလ်စေတနာလေးတို့ဒီစေတနာဒီအကြောင်းကံတတိဖြစ်ပါတယ်အာလောဘဆိုရင်လောဘမရှိဒေါသမရှိဘဝရှိဒီကုသိုလ်စေတနာဒီအဲ့ဒီကုသိုလ်စီအကောင်းဆုံးအကြောင်းဖြစ်တယ်မေဃဘာဝနာတတိဖြစ်တယ် အဲ့ဒီကုသိုလ်စေတနာအကောင်းတတ္တိတည်တတ္တိအကြောင်းတရားဒီမေကဘာဝနာမို့လို့និရောဓသစ္စာကိုကြည်စုပြုစီတတ်တယ်အကြောင်းက အထက်တန်းကြရင်အကျိုးပေးလဲအထက်တန်းကြနားလည်တယ်နော်အကြောင်းက အထက်တန်းကြရင်အကျိုးပေးလဲအထက်တန်းကြတယ်အကြောင်းကအောက်တန်းကြရင်အကျိုးပေးလဲအောက်တန်းကြတယ် ဒါမိဒီပုဂ္ဂိုလ်နဲ့တွေ့တဲ့ကိုဓမ္မမေတ္တာကိုတွေ့တဲ့အခါမှာညီနဲ့ကိုမောင်နဲ့မိသားစုချင်းချစ်ချင်းကင်းကျင်တဲ့လူအပ်တာအကုန်စောင့်ချောက်ပေး။ဝိုင်းဝန်းပြီးကိုညီပေးဟုတ်တယ်လား။သူစေဒနာဒီကိုကိုကောင်းကျိုးပေးမယ်။စေဒနာဘုကမ္မဝရတိစေဒနာကောင်းကံကောင်းတဲ့စေနာမွဲကံမွဲတဲ့စေဒနာအောက်တန်းကြရဲ့အကျိုးပဲအောက်တန်းကြရတဲ့ထစ်တန်းစေဒနာထစ်တန်းကြရဲ့အကျိုးပဲထစ်တန်းကြရတယ်။ဒါကြောင့်မလို့ကောင်းသောအကြောင်းတွေမင်းများဖြစ်အောင်ကြိုးစား။ဟုတ်လား။မကောင်းတဲ့အကြောင်းတွေဘာမှမလုပ်နဲ့။ မကောင်းတဲ့အကြောင်းတွေကိုမတွေးနဲ့မကြံနဲ့မပြုလို့နဲ့နော်ကောင်းတဲ့အကြောင်းတရားတွေမြင်မြန်ဖြစ်ပြီးသူကောင်းတဲ့ကြမက်ကနောက်ဆုံးမှာကောင်းတဲ့အကြောင်းကမက်ကဘာဝနာတတိဖြင့်ညိရောဓသစ္စာတိဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုဒီကြည့်စီပြုသွားမယ်ရလေပြီနော်အဲ့တော့အားလုံးတရားဓမ္မတွေကောင်းသောအကြောင်းတွေများများရှိအောင်ကြိုးစားနေကြပါသည်အဲ့ဒီကောင်းသောအကြောင်းဆိုတာဖရာဆိုင်သောအရိယာသူတော်ကောင်းလို့ကြင့်ကြံပွားများအထုသွားသော မေကတစ္ဆပါဝနာတရားတွေများများပွားများအထောက်အကြုံတွေရဲ့ဟုတ်လားဒီခန္ဓာ၅ပါးဒုက္ခတစ္ဆအကျဉ်းပါများစွာမင်းကမေကတစ္ဆပွားများလေးသမုဒိယတစ္ဆပဲညီရောဒတစ္ဆထူသောမင်းညာပုညာနိဗ္ဗာန်စကံကိုလင်းမြန်းသောတိညာတို့ဖြင့်ဤဘဝဤခန္ဓာဤသာသနာဒိမပင်လင်းမြောက်ပြီးလင်းမြောက်ပြီးလည်းညပါစီလို့အာယုံပြုပြီးတော့အပမဒိနတံပါတိထ အမဒီနမမေးမလျောတော်တည်တရားပြန်တမာတိတာ ကုယောနောမအမျက်မပြတ်ဆောင်းဆောက်ပြီးနေကြပါစေကုန်တည်ကဲကောင်းမှုများလို့ကောင်းအောင်ကြိုး၍ကောင်းကြိုးကိုနဲ့တည်ကြပါစေ။ကဲအဲ့တော့ကျေနပ်ပြောနော်။အဘမဒီနတ်တံပါတိတာတပြီပဲ။နော်။ အပမဒိနတံပါတိတဆိုတာလည်းရှိတယ်ဘုရားရှင်55ဝဟောတဲ့တရားကိုနောက်ဆုံးအနစ်အကျဉ်းချုပ်ဟောခဲ့တာ55ဝဟောခဲ့ပြီမင်းတို့ငါနောက်ဆုံးလေးစကားပြောမယ်တဲ့အပမဒိနတံပါတိတဟုတ်လားဘယ်ဟာအပမဒိနသူပါပြောလဲပေါ်တဲ့ခါလိုက်မြင်စိမန္တန်မြတ်တွေမမင်းနဲ့ကြားစိနာစိစားစိရနေကြားနဲ့ကြောင်းစိတိတော်တွေ့တတ်စိမမင်းနဲ့ဒါနကုသိုလ်ကောင်းပြီးပြပြမမင်းနဲ့သီလကုသိုလ်ကောင်းမဆောင်ချောက်မှာမမင်းနဲ့ဝိပဿနာတရားအားထုတ်မှာမမင်းနဲ့ အဲ့ဒါကိုဘာလို့ခေါ်လဲအပမတ္တနော်အပမတ္တဆိုတာမမေ့ပါနဲ့အရိယာဘုရင်မှာဘယ်သောသောဘယ်လဆသသသသသလာတယ်တော့စကားပြောတာကစကျင်းချင်းတဲ့စကားပြောလာလို့ရှိပြန်ထိန်လိုက်ငါတုတ်လေးကျမ်းလာပြီငါကျင်းလေးကျမ်းပြီကျမ်းရင်ငါပြန်မှန်းမယ်ပထမကိုယ်ရင်ပြန်မှန်းတယ်ခက်ချင်းချင်းစကားပြောရင်ကိုယ်ရင်ပြန်မှန်းတယ်ဒုတိယပတ်ဝန်းကျင်နဲ့ပြန်မှန်းတယ်ဟုတ်တယ်နော် နှလုံးသွေးကိုအဲ့ဒီကျင်းကျင်းတန်းတန်းပြောဆိုတဲ့အခါမှာကိုယ်နှလုံးသွေးပြန်ကြည့်နှလုံးကိုမြန်းနေတယ်နှလုံးကိုမြန်းနေတယ်မြန်းတော့နှလုံးကိုမြန်းတော့ဦးနှောင်ကိုပို့တော့ဦးနှောင်ကကောင်းတာလေးမတွေးမတော့နဲ့မကောင်းတာလေးတွေးတွေးကြံတည်ပြီးတော့အကုသိုလ်တွေဖြစ်သွားတာနော်ဒါကြောင့်မလို့မိမိတဏ္ဍာမှာအပြောအဆိုလေးတွေနုညံသိမ်ဝင်နေတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာစိတ်ဟာဒီဟာရဝတ္ထုယုတ်ဒီပုံမှန်လေးဖြစ်နေတယ် တည်တည်ငြိမ်ငြိမ်ဖြစ်နေတာဟုတ်လားနုညံ့တဲ့သရတရားတွေဖြစ်ပြီးကုသိုလ်စိတ်နဲ့ပေါင်းနေတဲ့အခါမှာဒီဟာတရားဝတ္ထုနှလုံးသားဒီစိတ်ကအလုံးကြည်တင်းတန်းချင်းပြီးနှလုံးကုန်လေးပုံမှန်လေးညင်အင်းနေတယ်ပုံမှန်လေးဖြစ်နေတယ်သူကနည်းနည်းထက်ကြွလာပြီးကိရိတာတွေဝင်လာပြီးဆိုတဲ့ဆိုနှလုံးကုန်မြန်လာမြန်လာစကားပြောတယ်မြန်လာစကားပြောတယ်မြန်လာတယ်မကောင်းတာတွေတွေးတော်ချင်တယ်ဟိုနေဟိုနေပြောပြတော့ဆိုခုနောက်ကကောင်းတာအလုံးမကောင်းတာတွေမဖြစ်တင်တာတွေဖြစ်ကုန်ရောမလုပ်တင်တာလုပ်ပြီးရောမပြောတင်တာတွေပြောပြီးရော ဘာကြောင့်လဲဆိုရင်စိတ်ကိုတတိနဲ့မသိသိလိုက်လို့ပမာဒဖြစ်သွားလို့ဘာဖြစ်သွားလို့ပမာဒတော့မိလျော်သွားပြီမိပြီပြောမိဆိုမိလို့မိလို့ရှိပင်မန်းတယ်နံပါတ်၁ကိုပင်မန်းတယ်ပဝန်းကျင်ပင်မန်းတယ်အဲ့ဒီပင်မန်းတဲ့အချိန်မှာဖြစ်ခဲ့တဲ့အကုသိုလ်ကံတတ္တိတို့သည်မကောင်းကျိုးပေးစေတတ်တယ်စိတ်နော်မကောင်းတဲ့စိတ်ရမကောင်းညိုပေးစေတတ်တယ်ပိစုပန်မယောတာလည်းမကောင်းညိုပေးတယ်အဲမကောင်းညိုပေးတဲ့အကုသိုလ်စိတ်ကို ပင်စီရမှာကိုမမိပါနဲ့လို့ဘုရားကတပြောတာနော်အာနတ္တဏိဘုဂဝေအာမန္တယမိဘဝေယတမသင်္ကာရအဘောနေတမတိတအာနတ္တဏိဘုဂဝေအာမန္တယမိတို့ဥဒဏိဒံပြောရတာဏိဒံနေပြုလိုက်တာချက်သားတို့တဲ့ငါဘုရားသင်တို့ကိုစကားတကောင်းပြောမယ်နားထောင်ကြဟာနကရအသေးနှလုံးကိုဆွဲယူလို့သုံးလိုက်အောင်ညောင်ဆုံးစကားကပြောမယ်နားထောင်ကြ ဓာဏီဣဓာဏီပြီးတော့အမတ္တဇံဝင်ကြောင့်မြေခုတို့ကာကာဏသမယ၌ဘောတုမကသင်ရှိသရှိသမီးပေါင်းတို့ပါအာမန္တယာမိနောက်ဆုံးစကားလေးတခွန်းပြောမယ်နားထောင်ကြသင်္ခါရာဒီယုံနဲ့ဓမ္မသင်္ခါရာတရားတွေခရတ္တမဝရတ္တမကုန်ခန်းပစ္စည်းတတ်တယ်ဒီခန္ဓာကိုယ်ကြီးဒီကုန်ခန်းပစ္စည်းတတ်တယ်တေချီပစ္စည်းတတ်တယ်အကုန်ပစ္စည်းတတ်တယ်ဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ကာဏသဘင်နဲ့တူတယ်ကာဏသဘင်ဒီမှာ 6နှစ်ပြီပင်လည်းနောက်ကရည်ရည်စည်းပြန်လာတာ6နှစ်ပြီတင်ပေါ့လေတပင်ကြီးတို့ဒီရေစားပါနဲ့မြေစည်းကြီးကိုကြပြီးတော့ရေနောက်ကိုပါသွားတယ်လို့ပဲဒီခန္ဓာကံနဲ့တပင်ပဲခန္ဓာလေးပဲကြီးနေတာတော်တော်ကြာလို့ချင်းကံကြီးဟူသောကံရေတိုက်စားပါများရင်ကတိပေါ့ပြီးတော့ရေနောက်ကိုပါရတန္တရာမှာမျောရတယ်လို့ပဲတဲ့ထိုသဘောလေးကိုသင်တို့ဒီအပမဒိနာမမေ့မလျော်သောတတိတရားဖြင့်သံပါတိတနေကြတောက်ပြောတာဟုတ်လား မမိမလျော့တော့တတိတရားလက်ခံပြီးတော့အစသအရာမှာညီနေကြပါစေလို့ဘုန်းတို့အထူးမြတ်တာပို့ပါတယ်